စ်သုံးပါးတရားဆိုတာလောကမှာဘေယာကတံပိုးရှိတယ်ဘေယာကတံပိုးမရှိဘူးလို့ခွဲခြားပြီးတော့နားမလည်ဘူးဆိုလို့ရှိရင်တကယ်တံပိုးရှိတာကိုမရနိုင်ဘူးတဲ့တံပိုးရှိတာကိုရကျင်တယ်ဆိုလို့ရှိရင်အစကနဦးဘေယာကတံပိုးရှိတယ်ဘေယာကတံပိုးမရှိဘူးဆိုတာလောက်တော့ခွဲခြားပြီးတော့နားလည်ဖို့အရင်အရေးကြီးတယ်ပေါ့ တော့တံပိုးရှိတာရဲ့တံပိုးမရှိတာရဲ့ကိုခွဲခြားပြီးတော့နားလည်ပြီးမှသာနဲ့တံပိုးရှိတာကိုရယူနိုင်ဖို့ဖြစ်နိုင်တာတံပိုးမရှိတာကိုစွန့်ပယ်နိုင်ဖို့ဖြစ်နိုင်တယ်ပေါ့တံပိုးရှိတာရဲ့တံပိုးမရှိတာရဲ့ကိုမှခွဲခြားပြီးတော့မတိသေးဘူးဆိုရင်တံပိုးရှိတာကိုရယူနိုင်ဖို့ဆိုတာမဖြစ်နိုင်သေးဘူးဒါကြောင့်တံပိုးရှိတာကိုရကျင်ကြတဲ့တရားဓမ္မတို့ဥရှင်တို့တွေအနှစ်သာရရှိတာကိုရကျင်ကြတဲ့တရားဓမ္မတို့ဥရှင်တို့တွေပထမဦးစွာ ဒါကအနှစ်ရှိတယ်ဒါကအနှစ်မရှိဘူးဒါကတန်ဖိုးရှိတယ်ဒါကတန်ဖိုးမရှိဘူးဆိုတာကိုခွဲခြားပြီးတော့နားလည်ဖို့မလိုဘူးလားလိုတယ်အဲ့ဒါဦးဇင်းတို့ဒီကနေ့ပြောမှာကဘေယာကတန်ဖိုးရှိတယ်ဘေယာကတော့တိတ်ပြီးတော့တန်ဖိုးမရှိဘူးဘေယာကတော့တကယ်အနှစ်သာရရှိတယ်ဘေယာကတော့တကယ်အနှစ်သာရရှိတယ်လို့မဆိုနိုင်ဘူးဆိုတာကိုဘုရားမူရှိတဲ့အရိယာသူတော်ကောင်းကြီးတွေရှုမြင်သုံးသပ်သွားတာကိုအခြေခံပြီးတော့ဒါဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့နာယူကြည်ညိုကြရမယ်ပေါ့ ဦးဇင်းတို့ဘယ်ကနေစပြီးတော့ပြောခြင်းနှုံးဆိုတော့ဓမ္မပရပါဠိတော်ယမကဝေမာလာရှိတဲ့အခါတဝကကြီးနှစ်ပန်းကိုအကြောင်းပြုပြီးတော့ဟောကြားတော်မူခဲ့တဲ့တရားကထာလေးကနေစတင်ပြီးတော့ပြောကြည့်ရနော်အာတာရေတာရမတိနောတာရေသာတာရတတိနာဒေတာရနာတိကိသံတိမိစ္ဆံသင်္ကပ္ပဂောစရာ ရေအချင်းပုဂ္ဂိုလ်တို့သည်အတ္တရေအနှစ်သာရမရှိတဲ့တရားတို့၌တာရမတိနောအနှစ်သာရရှိတယ်လို့မှတ်တင်၍နေကြကုန်၏တာရေစတကယ်အနှစ်သာရရှိတဲ့တရား၌ကအတ္တရာဓတိနာအနှစ်သာရမရှိဟုသိမြင်၍နေကြကုန်၏လောကမှာတဲ့တချို့သောပုဂ္ဂိုလ်တွေဟာ အနှစ်သာရမရှိတာကိုကြာတော့အနှစ်သာရရှိတယ်လို့ထင်နေတယ်တဲ့အနှစ်သာရရှိတာကိုကြာတော့အနှစ်သာရမရှိဘူးလို့ထင်နေပြန်တယ်တဲ့ဒီထုတ်ကဲ့သို့အနှစ်ကို အကာ အကာကို အနှစ်လို့ထင်နေကြတယ်မှားယွင်နေကြတဲ့ပုဂ္ဂိုလ်တို့သည်မိစ္ဆာသင်္ကပ္ပကောစရာမှားယွင်တဲ့အတွေ့အကြံအစီအလျင်ကျဆားရာအာယုံရှိကြကုန်သည်ဖြစ်၍ သာရန်တကယ်အနှစ်သာရကိုနာတိကိသန္တိမရရှိနိုင်ကြလေကုန်အဲ့ဒါလို့အနှစ်ရှိတာကိုအနှစ်မရှိဘူးလို့ထင်နေအနှစ်ရှိတာကိုကြတော့အနှစ်မရှိဘူးလို့မှန်မှန်ရွံ့ရွံ့ထင်နေကြတဲ့ပုဂ္ဂိုလ်တွေဟာတဲ့မိစ္ဆာသင်္ကပ္ပဂောဆရာသူတို့ရဲ့အတွေးတွေသူတို့ရဲ့အကြံစီတွေဟာမှားယွင်းနေတဲ့အတွက်ကြောင့်တနည်းအားဖြင့်မှားယွင်းတဲ့အတွေးအကြံတွေလျင်စက်စားရအာယုရှိနေတဲ့အတွက်ကြောင့် ာရံတကက်အနှစ်သာရကိုနာတိကိစ္ဆန္တိမရနိုင်ဘူးတဲ့အနှစ်ရှိတာကိုအနှစ်မရှိဘူးလို့ထင်နေအနှစ်ရှိတာကိုကြာတော့အနှစ်မရှိဘူးလို့ထင်နေအဲ့လိုအယူအဆတွေမှားယွင်းနေတဲ့ပုံကိုယ်တွေဟာမှားယွင်းနေတဲ့အယူအဆရှိနေတဲ့အတွက်ကြောင့်ကိုပဲတကက်အနှစ်သာရရှိတာကိုသူတို့မရနိုင်ဘူးတဲ့ရိုးရိုးလေးနော်ဘာမှနားမလဲစရာ မရှိဘူးလို့ဦးဇင်းတို့ထင်ပါတယ်နောက်ဦးဇင်းတို့ဒုတိယကထာ သာရင်စသာရတော်ညတဝအတာရင်စအတာရတော်ဒေသာရအဓိကိစ္စံဒီတမသင်္ကပ္ပခောစရံရေအချင်းပညာရှိကြတဲ့ပုဂ္ဂိုလ်တို့သည်သာရင်တကယ်အနှစ်သာရရှိတဲ့တရားတို့၌သာရမတည်သော အနှစ်သာရရှိတယ်လို့မမှန်ကန်ကန်သိမြင်ကြကုန်၏အတ္တရေအနှစ်သာရမရှိတဲ့တရား၌ကား အတ္တာရဒတ္တိနာအနိတ္တာရမရှိဟုမမကံကံတိမြင်ညကုန်၏တေတောကဲ့သို့မမကံကံတိမြင်နာလေကြကုန်သောပုဂ္ဂိုလ်တို့သည်တမ္မာသင်္ကပ္ပဂောစရာမံကံတဲ့အတွေ့အကြုံစီလျင် ကျဆားရာအယုံရှိကြကုန်သည်ဖြစ်၍တာရန်တကဲ့အနိတ္တာရကို အတိကိစ္ဆန်တိကောင်းစွာပိုင်မင်ရရှိနိုင်ကြလေကုန်၏ လောကမှာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေကြတော့အရာရာကိုသူတို့အမှန်တိုင်နားလေကြတယ်သိကြတယ်။တံပိုးရှိတာကိုတံပိုးရှိတယ်လို့သိတယ်။တံပိုးမရှိတာကိုကြတော့တံပိုးမရှိဘူးလို့သိတယ်။အနှစ်ရှိတာကိုအနှစ်ရှိတယ်လို့သိတယ်။အနှစ်မရှိတာကိုအနှစ်မရှိဘူးလို့သိတယ်။အဲ့ဒါလိုမှန်မှန်ကန်ကန်သိကြတဲ့မြင်ကြတဲ့ပုဂ္ဂိုလ်တွေကြတော့မှန်ကန်တဲ့အတွေးအကြံစီရင်စက်စားရအာယုံရှိနေတဲ့အတွေ့အကြုံ တကယ်အနှစ်သာရရှိတာကိုသူတို့လွယ်လွယ်ကူကူရနိုင်နေတဲ့နော်ဒါကြောင့်ပေးသပေါင်းသူတော်ကောင်းတို့တန်ဖိုးရှိတာကိုရရှိဖို့အနှစ်သာရရှိတာကိုပိုင်ဆိုင်ဖို့အတွက်ပထမဦးစွာအရေးကြီးတာကတန်ဖိုးရှိတာရဲ့တန်ဖိုးမရှိတာရဲ့ကိုခွဲခြားပြီးတော့နားလည်ရမယ်ဆိုတာမရှင်းဘူးလားရှင်းတယ်ဦးဇင်းတို့ဒီတရားကထာလေးနှစ်ကထာကိုမြတ်စွာဘုရား ရှင်သာရိပုတ္တရာနဲ့ရှင်မောကလံအကသဝကကြီးနှစ်ပါးကိုအကြောင်းပြုပြီးတော့ဟောခဲ့တာသူတို့ရဲ့အကြောင်းကပေတပောင်းသူတော်ကတို့အလုံးကျွမ်းကျင်ကျင်တိကျပေးတာပါနော်ဥပတိတ်တန်နဲ့ကောလိတဆိုပြီးတော့အကသဝကဖြစ်လာမယ်နော်တတိသာနှစ်ယောက်နော်ပွဲကြည့်ရာကနေပြီးတော့စဉ်းစားမိကြတယ်လေနော်အခုကနေတဲ့လူတွေရဲ့ဒီပွဲကိုထိုင်းပြီးတော့ကြည်နေတဲ့လူတွေရဲ့ အလွန်ဆုံးအနှစ်တရာပဲတဲ့အနှစ်တရာလွန်သွားရင်ဒီလူတွေတယောက်မှမရှိတော့ရှင်သာတိပုတ္တရာနဲ့ရှင်မမောက္ကလအက္ခတဝကကြီးနှစ်ပါးကိုအကြောင်းပြုပြီးတော့ဟောခဲ့တာသူတို့ရဲ့အကြောင်းကပေတပေါင်းသူတော်ကောင်းတို့အလုံးကျွမ်းကျင်ကျင်တိကျပေးတာပါနော်ဥပတိတ်တန်နဲ့ကောလိတဆိုပြီးတော့အက္ခတဝကဖြစ်လာမယ်နော်တထေသာနှစ်ယောက်နော်ပွဲကြည့်ရာကနေပြီးတော့စဉ်းစားမိကြတယ်လေ နော်အခုကနေတဲ့လူတွေရဲ့ဒီပွဲကိုထိုင်းပြီးတော့ကြည်နေတဲ့လူတွေရဲ့အလွန်ဆုံးအနှစ်တရာပဲတဲ့အနှစ်တရာလွန်သွားရင်ဒီလူတွေတယောက်မှမရှိတော့ဘဝဆိုတာတကယ်တမ်းကတော့ပြီးတော့လဲပြီးသွားတာပဲဘာမှတန်ဖိုးရှိတာမဟုတ်ဘူးအတန်ဖိုးမရှိတဲ့ဒီဘဝရှင်သန်နေရတဲ့အခိုက်အတန့်မှာတကယ်တန်ဖိုးရှိတာကိုတို့ရှာဖွေသင့်နေဒါစဉ်းစားတော့ပေါ့ အဲ့ဒါနဲ့သူတို့အင်ဗတန်ချမ်းသာကြွယ်ဝတဲ့ပုံကိုယ်တွေပါအင်ဗတန်ကြီးမားတဲ့စီးစိမ်ရှင်တွေပါအဲ့ဒီစီးစိမ်တွေအကုန်လုံးကိုဆွန့်လွတ်ပြီးတော့ဒီစည်းပွားဥစ္စာဖြင့်ပျော်မွေ့နေတာတက်ပို့ပြီးတော့တန်ဖိုးရှိတဲ့အရာလောကကြီးမှာရှိတယ်ဆိုတာသူတို့သိတယ်။ဒါကြောင့်အဲ့ဒီအရာကိုရဖို့အတွက်ဒီစည်းစိမ်ဥစ္စာပိုင်ဆိုင်တဲ့မြတ်ပသက်တဲ့မြတ်ကိုသူတို့အကုန်လုံးဆွန့်လိုက်တယ်ပေါ့။အဲ့ဒီမှာမြတ်စွာဘုရားမပွင့်သေးခင်ဆိုတော့တင်းစည်းဆရာကြီးရဲ့ဓမ္မသူတို့တပည့်ခံကြတယ်ပေါ့။ ော်စီးပွားဥစ္စာနဲ့စီးပွားဥစ္စာကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခထက်ပိုမိုတာလွန်တဲ့ချမ်းသာဒုက္ခကို ရရှိဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ဒါသူတို့ယဟန်ပြုကြတယ်ယဟန်တမျိုးလိုပဲပြောကြပါဆိုသာသနာပြင်ပယဟန်ပေါ့နော်အဲ့ဒါလိုနဲ့တငယ်ချင်းနှစ်ယောက်ဂတိကဝတ်ထားတယ်မင်းကအမှန်တရားကိုသိလို့တကယ်ချမ်းသာတဲ့ချမ်းသာမှန်ကိုမင်းအရင်စပြီးတော့သိတယ်မြင်တယ်နားလေတယ်ဆိုရင်ငါကိုပြောပါ ငါကပဲအရင်အမှန်တရားကိုသိပြီးတော့ချမ်းသာစေချမ်းသာမှန်ကိုရမယ်ဆိုရင်မင်းကိုပြောပါမယ်မင်းကိုအရင်ပြောမယ်အဲ့လိုဂတိကဝတ်ထားတယ်အဲ့ဒါတနေ့တော့ရှင်သာတိပုတ္တရာဖြစ်လာမင်းဥပတိတ်တပရပိုက်ကညိုတဲ့ရွာတွေကိုဆုံးခံသွားရင်းနဲ့ပင်စားဝကိငါဦးထဲမှာတဦးအပါဝင်ဖြစ်တဲ့ရှင်အတ္တစီမထေရဆိုတာပေးတတ်လို့ကြားဦးတယ်နော်အဲ့ဒီရှင်အတ္တစီယဟန္တာအရှင်သူမြတ်ဆုံးခံပြီးတော့ကြွလာတာသူမြင်တယ် ယန္နာဆိုတော့စိတ်နှလုံးမှာလောဘဒေါသမောဟတို့ကြောင့်ပူလောင်တာပင်ပန်းတာဆင်းရဲတာဘာမှမရှိတော့ဘူးစိတ်နှလုံးမှာပူပန်တာပင်ပန်းတာညှဉ်းနှောင်းတာဘာမှမရှိဘူးဆိုတော့အဲ့ဒီစိတ်ရဲ့တရားမိရာဒီယုတ်ကလည်းပဲအလွန်မှအေးချမ်းနေတယ်တည်ငြိမ်နေတယ်တန့်ရှင်းနေတယ်ကြည်ရတာအလွန်မှကြည်လို့မဝအောင်ဖြစ်နေတယ်ပေါ့တကယ်တမ်းကစိတ်ကအဓိကပဲလေ စိတ်ကပူပူလောင်လောင်ဆင်းဆင်းရဲရှုပ်ရှုပ်ထွေးထွေးဖြစ်နေရုပ်ကလည်းပဲပူပူလောင်လောင်ဆင်းဆင်းရဲရှုပ်ရှုပ်ထွေးထွေးရုပ်ပေါက်သွားတာပဲဟုတ်လားစိတ်ကအေးချမ်းနေပြီဆိုရင်ရုပ်ကလည်းအေးချမ်းနေရုပ်ပေါက်တာပဲစိတ်ကလေးကကြည်လင်နေတယ်ဆိုရင်ရုပ်ကလည်းကြည်လင်တာပါပဲစိတ်ကအလွန်မှပါဝါကြီးမားတယ်လို့ဆိုရမယ်အဲ့ဒါလို့သူ့ရဲ့စိတ်ထဲမှာလောဘဒေါသမောဟကင်းတော်မူတဲ့အတွေ့အကြုံသူ့ရဲ့ရုပ်လက္ခဏာအလွန်မှကြည်ညိုဝေရကောင်းတယ်ကြည်ချင်စရာကောင်းတယ်မြင်ချင်စရာကောင်းတယ်ပေါ့ မူအရာတွေကလည်းအလုံးမအေးချမ်းတဲ့တည်ငြိမ်နေပေါ့တည်ငြိမ်မှာပေါ့လှုပ်ရှားတဲ့အရာတွေဘာမှမရှိတော့ဘူးလှုပ်ရှားတဲ့အရာဆိုတာဒီနေရာမှာကိလေသာတွေကိုရှိပဲပြောတာပါเนาะအဲ့ဒါလို့ねသူကကြည်ရင်ねဒီလောက်တည်ငြိမ်တဲ့ပုဂ္ဂိုလ်ရဲ့တန်တမအမှန်တရားကိုသိမြင်နားလည်ထားတဲ့သဘောရှိမေတရားတို့တရားမြတ်ရှိမေလို့သူအမှန်တိုင်းခံမှန်းမိတယ်ဒါကလည်းပဲပညာအရာမှာဣတရေရမဲ့ပုဂ္ဂိုလ်တို့ကြီးပဲလေသူမတိပဲနေမှာမဟုတ်ဟုတ်လားအဲ့ဒါ ਨੇ ဲ့ဒီရှင်အတ္တိမထေရနောက်ကိုလိုက်တယ်။ရှင်ဘုရား။ရှင်ဘုရားဘဇုရဲ့တပည့်လေး။ရှင်ဘုရားဘာကိုတည်တယ်လဲမေးတာပဲ။အဲ့တော့ငါဒီချိန်မှာဆုံးခံနေတဲ့အချိန်ဆုံးခံပြီးတော့ပြန်လာလို့ဆုံးဖုံးပေးပြီးရင်မေးမေးချင်တာမေးလို့ရတယ်ဆိုတော့လိုက်တာပဲ။အဲ့တော့ဦးဇင်းတို့ဇေယျပေါ်ရောက်တော့အေးစီစီမေးတယ်ပေါ့။ရှင်ဘုရားရဲ့ဆရာကဘဇုလေး။ရှင်ဘုရားတို့ကဘလို့အယူဝါဒရှိတယ်လဲ။အဲ့ဒီမှာရှင်အတ္တိက ဂျေဓမ္မာဟေတုပဘဝတေတံဟေတုတထာဂတောအဟတေတံစာယောဏိရောတော်ဧဝံဝံဒီမဟာတမနောတဲ့လိုရင်းအတိတ်ပဲပြောရရင်တော့တစ္ဆာလေးပါးကိုဟောတာပါပဲလောကကြီးမှာဖြစ်ဖြစ်သမျှနော်တဘာဝတရားတွေဟာအကြောင်းတရားရှိလို့ဖြစ်တာအကြောင်းတရားသာမရှိရင်ဘလို့အကျိုးတရားမှဖြစ်မှာမဟုတ်ဆိုလိုတာကဆင်းရဲတယ်ဆိုတဲ့ဒီဒုက္ခနော်ဒီအကျိုးတရားတွေဟာ လိုဆန္ဒလောဘတမှုရိယတစ္ဆာဒီအကြောင်းတရားကြောင့်ဖြစ်တာအကယ်၍အကြောင်းတရားကိုသာချုပ်ဆုံးအောင်လုပ်နိုင်မယ်ဆိုရင်ဒုက္ခဆိုတဲ့ဒီအကျိုးတရားတွေဟာလည်းရပ်ဆိုင်းသွားမယ်အတစ္ဆာလေးပါးကိုဟောတာပါပဲအဲ့ဒါကိုလည်းနားလည်းပြီးရောဟိုပထမနှစ်ပါးဒရဲ့အဆုံးမှာသောတပတိမဉ္ဇဉ်ကိုရအလုံးဉဏ်ထက်တယ်ပေါ့ပြောလိုက်လို့ရှိရင်အရေးပြရင်အကောင်းမြင်တယ်စိတ်ထဲမှာတထွားပြရင် တလန့်မြင်တယ်။အဲ့တော့လေးပြောတာနဲ့သူသိသွားတယ်။အဲ့တော့အရှင်ဘုရားအစတုန်းကရှင်အတ္တကြီးကငါကအခုမှယဟန်ပြုတ်ပြီးကသာတရားကိုငါအများကြီးမပြောတတ်ဘူး။အရှိကြီးမပြောတတ်ဘူးလို့ပြောသေးတယ်။အဲ့တော့ရှိတာဒီများတာဒီကပဓာနာမဟုတ်ပါဘူး။တကယ်အကျိုးအကြောင်းဆိုင်ပြီးတော့တဘာဝကြံ့ကိုအကျိုးရှိသွားဖို့ကပဓာနာပါ။အဲ့တော့တူတူလေးပဲပြောလိုက်တာပဲ။အဲ့ဒီတူတူလေးကပဲအကျိုးကိစ္စပြီးကြီးတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ် အဲ့တော့တပတိမဉ္ဇဉ်ဘုံဉ္ဇဉ်ကိုရတော့အရှင်ဘုရားဆိုင်းမအောင်တပည့်တော်တိပြီးမြင်ပြီတဲ့တပည့်တော်မှာတိရင်မြင်ရင်အရင်လက်ဥပြောရမယ်ကတိကဝဋ်ထားတဲ့တငငချင်းတယောက်ရှိသေးတယ်သူ့ကိုသွန်ပြီးတော့တပည့်တော်ပြောဥမှဖြစ်မယ်အဲ့ဒါနဲ့ရှင်မမောက္ကလံဖြစ်လာမယ်ကောလိတပရိုက်စီကိုရောက်လာတယ်ကောလိတကလည်းပဲဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ပဲဒီကနေ့သူ့တငငချင်းရဲ့မျက်နှာအခါတိုင်းတွေ့နေကြမျက်နှာနဲ့မတူဘူးလွန်တရားမှအေးချမ်းသွားတယ် အဖြေတစ်ခုကိုရလာတဲ့လူတယောက်နော်ဆိုကြပါစို့ဒါကိုတွေ့ဖို့အတွက်အမြဲတမ်းလိုက်ရှာနေတယ်တွေ့သွားပြီဆိုရင်ဒါကျဉ်းနှက်သွားတယ်မတွေ့မချင်းတော့မကျဉ်းနှက်နိုင်ဘူးရှားနေတာမတွေ့ဘူးဆိုမှတော့ဘယ်လိုလုပ်ကျဉ်းနှက်နိုင်မလဲဟုတ်လားကိုရှာတဲ့အရာတွေ့သွားပြီဆိုရင်စိတ်ထဲမှာကျဉ်းနှက်သွားတယ်အဲ့ဒီကျဉ်းနှက်သွားတယ်ဆိုတဲ့ဒီအမှုရာဒီသဘောတဘာဝဟာမျက်နှာပေါ်မှာပေါ်လွင်နေမယ်ပေါ့အဲ့တော့ဒီ ဒီပုဂ္ဂိုလ်တရားသူတရားမြတ်ကိုရလဟန်တူတယ်ဒီနေ့သစ္စာတရားအမှန်တရားကိုသူနားလေခဲ့ဟန်တူတယ်သူကလည်းအကက်ခတ်မိတာပဲဟုတ်လားအဲ့ဒါနဲ့မေးတဲ့အခါကျတော့ဟုတ်တယ်တဲ့ငါမသေးတရားကိုငါရခဲ့ပြီသူတို့ကမသေးတဲ့တရားလိုက်ရှာကြတာဘူးနော်စီဝါဥစ္စာကြောင့်ဖြစ်တဲ့ချမ်းသာဒုက္ခတဲ့တာလွန်နဲ့ချမ်းသာဒုက္ခကိုလိုက်ရှာကြတာအခုနော်အဲ့တော့အဲ့ဒီတရားငါရခဲ့ပြီဆိုတော့အဲ့လိုဆိုရင်ငါကိုလည်းပြန်ပြုံးပြပါဆိုတော့ ဥပါဒိတပြပိုက်ကပြန်ပြောပြတယ်သောတော်ကသူနားထောင်ခဲ့ရတာကိုအဲဒီမှာအရှင်မောကလံဖြစ်လာမဲ့ကောလီတာလူလင်ကလည်းပဲတောတပတိမညံဖုန်ညံကိုရတယ်နော်တငယ်ချင်းနှစ်ယောက်လုံးအရိယာဖြစ်တယ်ပေါ့ဒါအဲ့လိုဆိုလို့ရှိရင်တို့ဆရာမြတ်စွာဘုရားကြီးကိုသွားကြမယ်ဒီအဲ့လိုသွားမယ်ဆိုလို့ရှိရင်တို့အပေါ်မှာအလွန်ကြီးစုများတဲ့တင်းကြီးဆရာကြီးကိုလည်းတို့သွားခေါ်မယ်နော်ဆရာကြီးလောကမှာတကယ်အမှန်တရားသစ္စာတရားဆိုတာဒါ တကယ်ချမ်းသာစေချမ်းသာမှန်ကိုရာချောင်းတရားဆိုတာဒါအဲ့ဒါကိုတို့ပြပြလေးလေးပြောပြီးတော့သွားခေါ်မယ်ဆိုပြီးတော့သွားကြတယ်။ကိုရောက်တော့သူတို့ကနောက်လိုက်အချံရံနေအလွန်များတယ်။တပည့်အများကြီးရှိတယ်ဒီဥပါတိတ္တနဲ့ကောလိတ္တတကယ်တမ်းကတော့သူတို့တပည့်တွေကိုပဲမှီပြီးတော့တင်းကြီးဆရာကြီးကနေနေရတဲ့သဘောရှိပါတယ်။အဲ့ဒါနဲ့ဆရာကြီးကိုဆရာကြီးအမှန်တရားကိုသိခဲ့ပြီးချမ်းသာတဲ့ချမ်းသာမှန်ကိုရခဲ့ပြီ။ဒါကြောင့်မြတ်စွာဘုရားကြီးကိုဆရာကြီးလည်းလိုက်ခဲ့ပါဗျ။ ျွန်တို့တို့တော့မြတ်စွာဘုရားကြီးကိုသွားတော့မယ်အဲ့လိုပြောတော့မလိုက်နိုင်ဆရာကြီးကမလိုက်နိုင်ဘူးအဲ့ဒီမှာသူဘာပြောလဲဆိုတော့ငါမင်းမေတဲ့လောကမှာဉာဏ်ရှိတဲ့လူနဲ့ဉာဏ်မရှိတဲ့လူဘယ်လူတွေကပို့ပြီးတော့များမယ်ထင်လဲတဲ့ဉာဏ်မရှိတဲ့လူတွေကပဲများမှာပါဖြစ်တယ်အဲ့ဒီလိုဆိုရင်တင်တို့ဘာမှမစိုးရိမ်နဲ့တင်တို့ရဲ့တပည့်တွေကိုခေါ်ခြင်းနဲ့ဆိုရင်လည်းခေါ်သွား ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဂေါရမဗုဒ္ဓဇီကိုသွားလိုက်မယ်ဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေငါဒီမှာနေလိုက်မယ်အချမ်းရံမရှိမှာကိုငါအတွက်တင်လို့မစိုးရင်နဲ့ဟောဒီစကားလေးသေချာနားထောင်နော်ဉာဏ်ရှိတဲ့လူဂေါရမဗုဒ္ဓဇီသွားလိုက်မယ်ဉာဏ်မရှိတဲ့လူငါဒီနေရလိမ့်မယ်ဒါကိုထောက်သောအဖြစ်ဒီစကားကိုထောက်သောအဖြစ်ဒီသိသိဆရာကြီးတည်မြတ်စွာဘုရားဟာအလွန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ဆိုတာကိုတော့သူလက်ခံဟုတ်လားဒါပေမဲ့အဲ့ဒီကိုသွားဖို့ခေါ်တော့တော့မလိုက်နိုင် မဆရာကြီးလိုက်ခဲ့ပါဘလို့မှခေါ်လို့မရဘူးအဲ့ဒီမှာသူကမလိုက်နိုင်တာကိုအเจ้าကဘလို့ပြလဲဆိုတော့သူပြောတဲ့စကားကဥပမာလေးတွေနဲ့အိုးစည်းကြီးအကြီးကြီးလှုပ်ပြီးကမှတဆင့်ပြန်ပြီးတော့ခတ်တဲ့ခွက်ငယ်ကလေးငါမလုံနိုင်ဘူးတဲ့နော်တပည့်တွေနဲ့အတိုင်းဝိုင်းတွေနဲ့အချမ်းရံတွေနဲ့တကားတကမတွေနဲ့ဟုတ်လားဒီလိုအရှိန်အစော်တွေကြီးမားစွာနော်ဂုံပကာတနတွေနဲ့နေထိုင်ပြီးကမှသူများရဲ့နောက်လိုက်အဖြစ်နဲ့တော့ငါမလုံနိုင်ဘူး နော်ဆရာကြီးတဆူလုတ်ပြီးကမှနောက်လိုက်ငယ်သားအဖြစ်နဲ့တော့ငါမလုံနိုင်ဘူးအမှန်ကတော့သူကအဲ့ဒီအချမ်းရံတွေအဲ့ဒီအကြော်စောတွေအဲ့ဒီအတိုင်းဝိုင်းတွေကိုသူမစွန့်နိုင်တာပါအမှန်တရားဆိုတဲ့တစ္ဆာတရားကိုသူအဲ့ဒါတွေလောက်မမြတ်နိုးဘူးဆိုတဲ့အတိပဲပါတနည်းအားဖြင့်တစ္ဆာတရားကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာဒီတစ္ဆာတရားကိုသူတံပိုးတိတ်ပြီးတော့မထမ်းတတ်သေးဘူးဒီအချမ်းရံတွေဒီအတိုင်းဝိုင်းတွေဒီနာမည်ကြီးမှုတွေဒီဂုံဒီတရက်တွေကိုပဲသူက တန်ဖိုးရှိတယ်လို့ထင်နေတာဟုတ်ဒါကြောင့် तू ဟာအဲ့ဒါကိုမစွန့်နိုင်ဟုတ်လားတကယ်ဆိုရင်သူ့စိတ်ထဲမှာမြတ်စွာဘုရားဟာအလွန်ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ဆိုတာလက်ခံထားတယ်ဆိုတာသောသောကစကားကိုထောက်တော့အဖြစ်မသိနိုင်ဘူးလားသိနိုင်တယ်ဘုရားဒီတွန်းရင်အလွန်အကျိုးရှိမယ်ဆိုတာကိုလည်း तू လက်ခံထားတာကိုတော့လက်ခံထားတယ်လို့ဦးစင်းကတော့စဉ်းစားကြည့်မိတယ်ပေါ့ဒါပေမဲ့အဲ့လိုဆိုရင်သွားပါတော့လားဆိုတော့မသွားနိုင်ဘူးဘာလို့မသွားနိုင်တော့ တန်ဖိုးရှိတာရဲ့တန်ဖိုးမရှိတာရဲ့သူခွဲခြားပြီးတော့နားမလည်သေးဘူးအနှစ်သာရရှိတာရဲ့အနှစ်သာရမရှိတာရဲ့ကိုသူသိပ်ပြီးတော့မခွဲခြားတတ်သေးဘူးလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်တကယ်အမှန်တရားသစ္စာတရားကိုသိတဲ့အသိဉာဏ်ဒီကံနဲ့လောကကြီးမှာတန်ဖိုးအရှိဆုံးဆိုတာကိုသူနားမလည်သေးဘူးနော်ဒီအကျော်စောဒီအချမ်းရံဟုတ်လားဒီအတိုင်းဝိုင်းကိုပဲသူတန်ဖိုးထားပြီးတော့ဒီထဲမှာပဲနှင်မွန်းပြီးတော့နေရစ်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါနဲ့ဦးဇင်းတို့ ဒီသူရဲ့တပည့်ဟောင်းနှစ်ယောက်ကခေါ်တာကိုသူမလိုက်တော့ဥပဒိတန်နဲ့ကောလိတန်ပြပိုက်နှစ်ဦးကသူ့ရဲ့တပည့်တွေကိုသူတို့ရဲ့တပည့်တွေကိုအကင်တင်တို့လည်းပဲလိုက်လို့ကလိုက်ဒီမှာနေရခြင်းနဲ့ဆိုရင်လည်းနေရလို့ရတယ်ဆိုတော့ဘယ်ဆရာတွေသွားတပည့်တွေကလိုက်တာပေါ့နော်ဟိုရောက်တော့အဲ့ဒါမြတ်စွာဘုရားကအလုံးကိုထိုက်တဲ့နဲ့ဩဝါဒတရားဖြင့်ချီးမြှောက်တော့သို့ဆုံးမှတော့အဲ့ဒါရက်ပိုင်းအတွင်းမှာပဲ နော်အရတ်မညာအရတ်ဖုန်ညာကိုရလို့ဥပဒိတ္တပရပိုက်ကရှင်သာရိပုတ္တရာဆိုတဲ့နော်သာရိပုံနေမရဲ့တာမို့လို့သာရိပုတ္တရာဆိုတဲ့နာမည်နဲ့အက္ခတာဝကဖြစ်တယ်ပေါ့နော်ကောလိတံကတော့ရှင်မာမောကလံဆိုပြီးတော့ဒါလဝဲယံအက္ခတာဝကဖြစ်တယ်ပေါ့အဲ့ဒီမှာရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုရှောက်တယ်မြတ်စွာဘုရား သစ္စာတရားကိုသူတို့စပြီးတော့သိရတော့မြတ်စွာဘုရားကြီးကိုသွားဖို့အတွက်သိင်းစည်းဆရာကြီးကို သူတို့ခေါ်ခဲ့တယ်တဲ့ဒါပေမဲ့ तू မလိုက်နိုင်ဘူးသူ့ရဲ့အချမ်းရသူ့ရဲ့အကျော်စောတွေကို तू မစွန့်နိုင်ဘူးအိုးစည်းကြီးလှုပ်ပြီးကမှခွက်ငယ်ကလေးမလုံနိုင်ဘူးခေါင်းဆောင်ကြီးလှုပ်ပြီးကမှနောက်လိုက်မလုံနိုင်ဘူးလို့အဲ့လိုပြောလွတ်တယ်အဲ့လိုမြတ်စွာဘုရားကိုရှောက်တော့မှမြတ်စွာဘုရားကယခုဒီမှာဟောတယ် အတ္တရေတာရမတိနောတာရိသာတာရတတိနာတေတာရနာဒီကိစ္ဆန္တိမိစ္ဆာသင်္ကပ္ပခောစရာဒါကအနှစ်တာရဒါကအနှစ်တာရမဟုတ်ဘူးလို့ခွက်ခွက်ချာချာနားမလည်ကြတဲ့ပုဂ္ဂိုလ်တွေကအတွေ့အကြံတွေမှားနေတဲ့အတွက်ကြောင့်တကယ်အနှစ်တာရရှိတာကိုမရနိုင်ဘူးဟုတ်လားအနှစ်တာရမရှိတာကိုအနှစ်တာရမရှိဘူးလို့သိတယ်အနှစ်တာရရှိတာကိုလည်းပဲအနှစ်တာရရှိတယ်လို့သိတယ်ဆိုရင်တော့ မှန်ကန်တဲ့အတွေးအကြံစီကြက်စားရအာယုံရှိတဲ့အတွက်ကြောင့်အဲ့ဒီပုံကိုယ်တွေကတော့တကယ်အနှစ်သာရကိုရနိုင်နေလို့အဲ့ဒီမှာဟောတာရင်စတာရတော်ညတ်တော်အတာရင်စအတာရတော်တေတာရအဓိကိစ္စန္တိတမ္မာသင်္ကမ္မခောစရာဒါကြောင့်ပိသပေါင်းတတော်တို့မြတ်စွာဘုရားရဲ့သာသနာတော်မြတ်ကြီးနဲ့တွေ့ရကြုံရတဲ့လူဘဝဆိုတဲ့အင်မတန်ထူးကဲတဲ့အနေအထားကိုအင်မတန်ကြီးမားတဲ့အခွင့်အရေးကိုရရှိနေခိုင်းပါ တကယ်အနှစ်သာရရှိတာတကယ်တန်ဖိုးရှိတာကိုရယူပိုင်ဆိုင်ဖို့အရေးမကြီးဘူးလားရေးကြည့်တယ်။အဲ့ဒါလိုတကယ်အနှစ်သာရတကယ်တန်ဖိုးရှိတာကိုရယူခြင်းနဲ့ပိုင်ဆိုင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပဲတန်ဖိုးမရှိတဲ့အရာကိုတန်ဖိုးမရှိဘူးလို့နားလည်ဖို့လိုတယ်။တန်ဖိုးရှိတာကိုလည်းတန်ဖိုးရှိတယ်လို့နားလည်ဖို့မလိုဘူးလားလိုတယ်။